အားလုံးမင်္ဂလာပါခင်ဗျာ Tourism Channel ပြန်လည်းကြိုဆိုလိုက်ပါခင်ဗျာ Tourism Channel ဆက်နေနေမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့တဲ့ရင်ကြောင့်လည်းရက်တက်ဆက်ပြီးတဲ့ Channel ဖြစ်တယ်မို့ကျွန်တော် Channel ကိုမြန်မာစောင့်ကြည့်ပြီးတောင်းဆိုပါခင်ဗျာကျွန်တော်ခု Tourism လုပ်ပြီးမဲ့တဲ့ရင်လေးကတော့ဟိုမဟာပညာကျောင်းရဲ့တဲ့ရင်လေးဖြစ်ပါခင်ဗျာကိုမဟာပညာကျောင်းဆိုဒီဘီလိုဖိုင်နယ်ဘာဒီဘီလိုလို့ပြောဆိုတာဆိုရင်ကျွန်တော်ရဲ့အတူကြည့်လာပါခင်ဗျာဟုတ် Go ကြောင်မဲမျိုးကတက်မတော်ကအပြည့်ဝထချုပ်ပြီးတော့အစိုးရရန်နေရတယ်လက်ပတ်အောင်စူးစမ်းနေတယ်စားနေခါနဲ့ပြန်လည်ပြင်ဆင်ဖို့ကွန်ပျူတာရေလည်း တောက်လျှောက်ဝင်ရောက်နေတယ်ဆေးပိရှောင်သွားတဲ့ပြည်သူတွေလည်းတောက်လျှောက်ပြန်လည်ဝင်ရောက်လာနေတာဖြစ်ပါတယ်တမတော်ကမကြခင်မှာတီဘောမျိုးကိုထိုးစစ်စင်ပြီးတိမ့်ပိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင်မဲကနေပြီးတော့တီဘောတစ်ချောက်ရှိရွာတွေကဒါဆေးရည်အသည့်ပေါ်လုံရင်းအသည့်နဲ့ပေါ်ဆေးပိရှောင်ဖို့လိုအပ်ပါတယ်ဆေးပိရှောင်ဖို့ဆိုတာကတော့ဒီကြောင်မဲမျိုးတွေပဲရှောင်ရှောင်ပေါ့နော်တမတော်အုပ်ချုပ်ထားတဲ့နေနေတယ်ပဲရှောင်းရှောင်းပေါ့ဒီလာရှိုးမျိုးဘက်ကိုပဲရှောင်းရှောင်းဆေးပိရှောင်းကိုကြိုတင်ပြီးတော့ကျွန်တော်အတီးလေးလို့ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာကဟိုစစ်စစ်စစ်မောင်းနေဆင်ပြီးတော့မှဘယ်ချိန်ဖြစ်မယ်ဆိုတာပြောရတာမျိုးမဟုတ်ဘူးလေဒါကြောင့်မို့လို့အခုလောခါကြီးရဲ့ကြီးကာလမှာတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့အလျောက်တက်မတော်ကရောဒီတပုံကရောဒီနေနေကျော်လာပြင်းနေအချာလဲမှာတော့ထိုးစစ်စင်တာတိုက်ခိုက်တာမျိုးတော့မလုံလောက်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့လို့အခုလိုမျိုးအချိန်ရနေတော့မှာပဲဟိုလွတ်လပ်တဲ့နေရာတွေမှာသွားပြီးတော့စပေးရှောင်းဖို့ရယ်ကိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့နေရာတွေစစ်စင်ထားဖို့ရယ်ကိုကျွန်တော်အတိအမြဲပြောကြားလိုပါတယ် ဘာကြောင့်လဲဆိုတော့ကြောင်မဲမျိုးဟာ DNA တဘုံဟာအမာခံစစ်စင်ထားတဲ့နေရာပါသူကြာသွားပြီလို့ကြောင်မလို့မလွဲမသွေသူ့လောက်ခန်ဆာမကောင်းတဲ့တီဘုံမျိုးကလည်းမုတ်ချတက်မတော်ရဲ့လောက်ထဲကိုရောက်ကိုရောက်မှာပါတက်မတော်ကလည်းမုတ်ချကိုတေချာဘက်ကိုဘိမ့်ပိုင်မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီကြောင်မဲမျိုးကနေပြီးတော့အဲတီဘုံမျိုးဂျားထဲမှာထိချုပ်ထားတာက SSPP ရဲ့နယ်မြေဖြစ်ပါတယ်။ဂျားထဲမှာလည်း14မိုင်15မိုင်ပဲရှိပါတယ်။တော်တော်ဒီတော့ကြောင်မဲမြို့အထက်တော်တော်ကြီးရွာရဲ့အထိကိုတက်မတော်ကထိချုပ်ထားတယ်။အဲကြီးရွာအဆက်ကနေစပြီးတော့ TNL နယ်မြေမဟုတ်သေးဘူး။ SSPP ရဲ့နယ်မြေတွေသာဖြစ်ပါတယ်။ဒါဆိုတော့ TNL ရဲ့ဘယ်ထဲမှာ TNL ကတီဘောမြို့အအတွင်းထဲလောက်မှသာ TNL ကိုရှိတာ TNL ကိုမြင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီတီဘောမြို့ကိုတိမ့်ပိုက်ဖို့ကတိတ်ကိုမခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။အဲဒီတော့ TNL ကဒါဆိုလို့ရှိရင်တီရောမြို့ရဲ့ကနေတက်မတော် ခုခံတိုက်ခိုက်ဖို့ပြုလုပ်နေသလားဆိုလို့ရှင်တော့သူတို့ဂုံသိက္ခာအရတော့ပြန်လည်းခုခံလားခုမခံလားတော့မသိဘူးဖြစ်နိုင်လို့ရှင်တော့ဒီတိုင်းပဲစွန့်လွတ်သွားတာတော့ဟိုတီဘောမျိုးကန်နေအတွက်ပေါ့တီအန်နေလို့တော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုရင်တော့စစ်ဦးကျိုးသွားပြီဖြစ်ပါတယ်တီအန်နေလေးကစစ်ဦးကျိုးသွားရဆိုတာနံပါတ်1အချက် TNL က KIA ရဲ့တပည့်ဖြစ်တယ်အစောပိုင်းကနောက်တော့မှဝါကိုတပည့်ခံတယ်နောက်ပိုင်းဝါကတရုတ်ရဲ့ PR မြန်မာနိုင်ငံရဲ့တပည့်အားကြောင့်သူကဒီ ပုံကိုယ်ဒီပုံမှာလက်နက်တွေအစရှိတယ်ပြောလက်နက်လူသူခဲရန်တွေကိုမထောက်ပံ့တော့ဘူးဆိုပြီးတော့ဂတိကဝတ်တွေပြုထတာရှိတယ်။အရင်တော့သူထောက်တူထောက်ပံ့နေအများကြီးပေးခဲ့တယ်နော်။အဲအထဲမှာသူဝင်ရောက်နေထိုင်ခွင့်တွေရောဖြတ်တန်းသွားလာခွင့်တွေရောအစည်းအဝေးလုပ်တာတွေရောအကုန်လုံးသူကတိုင်းကြိုင်တာပေါ့ဗျာ။အဲ TNL ကထိုးတာပေါ့။ UWS ကတော့ဒိုင်ပေါ့။အဲဒိုင်ကတော့ခုချိန်မှာတော့ကဲဒါပြီးပြီဆိုပြီးတော့ဘွဲကဖြတ်လိုက်ပြီဆိုတော့အထိုးသားတွေကဘာလို့လုံးဝမသိတော့ဖြစ်နေတာ။အဲ TNL ကမဟာမိတ်ကလည်းမရှိလက်နက်ခဲရန်ကလည်းမလုံလောက်ဆိုတော့ တဖြည်းဖြည်းအကြာရှုံးများလာတာပေါ့အခုလိုမျိုးစင်ရင်တို့တရားရှိစွာနဲ့နောက်ဆုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တက်သားတွေမသေးတော့ဘူးပေါ့နော်ပြီးတော့ကိုယ်တက်ဆွဲထားတဲ့ဒီဘောမျိုးကံဒီလေဒုက္ခမရောက်ဘူးပေါ့နော်အိမ်တလုံးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး RPG တလုံးထိသွားလို့ရှိရင်အိမ်တလုံးဆိုတာပြူသွားတာပဲပေါ့နော်အဲဒီနေရာဒီမှာငါတို့ကပလောင်ကအနည်းစုဖြစ်တယ်ရှမ်းအများစုဖြစ်တယ်ရှမ်းမျိုးရှမ်းမျိုးရှမ်းရွာတွေပျက်စီးခြင်းပျက်စီးပါစေငါတို့ကတော့ရှားတလောက်တော့ခုခံတော့မှာပဲဆိုလို့ရှိရင်တော့ SSPP မှာတာဝန်ရှိတယ် ဒီဒေနေမြေဒေတာတွေကို SSPP ကဖြတ်တန်းဝင်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ရှမ်းနေတဲ့လူမျိုးမတူအလူမျိုးမတူတဲ့စကားမတူတဲ့တခြားအဖွဲ့တွေကဒီလိုမျိုးရှမ်းအများစုနေတဲ့မြို့ရွာတွေကိုလာရောက်သိမ်းပိုက်တိုက်ခိုက်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ SSPP ကလည်းဒီရှမ်းလူလူရဲ့ထောက်ခံမှုကြာဆင်းလာပြီးတော့မြောက်ဖက်ပေါ်တော့ SSPP ဒီမြောက်ဖက်က SSC မြောက်ဖက် SSC ပေါ့နော်။အဲ့တော့ဟိုဘူဂျိုဂျီ USA အပေါ်မှာပို့ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုက ပို့ပြီးတော့ရှိလာတာကိုတွေ့ရတယ်။ဒါကြောင့် SSPP အနေနဲ့ကလည်းတေချာပေါက်ဒီတက်မတော်ကိုဖြတ်တန်းခွင့်ပေးဖို့ပေးရမှာပဲ။ SSPP ကခံတိုက်နိုင်တဲ့အခြေအနေမှာလည်းမရှိဘူး။နောက်ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုကလည်းဖက်ဖက်ကကြာဆင်းနေတယ်။ဒီတော့ပလောင်အနေနဲ့ကဒီဘောမျိုးကနေမလွဲမသွေစုတ်ခွာသွားရမှာပဲ။ဒါကြောင့်ဤသူလူအနေနဲ့ကကိုယ့်ရဲ့အသက်အိုးအိမ်အစည်းအဝေးနဲ့ကိုယ့်ရဲ့စားနဲ့စားနေရိတ်ခါစားဝတ်နေရေးစားတဲ့ အရာတွေကိုအထီးကိုက်အဆုံးရှုံးမှုအ ਨੇ ပါဆုံးဖြစ်အောင်လွတ်ရကျွရအောင်ရှောင်တေးပြီးတော့တက်မတော်ကအပြည့်ဝထိ ंछ ုပ်ပြီးမှသာလင်အဒီမျိုးတွေရွာတွေကိုပြန်လဲပြီးတော့ဝင်ရောက်တင့်တယ်ဆိုတာကိုကျွန်တော်ကမြတ်တာစေတနာနဲ့ကျွန်တော်ကအတိပေးပြောကြားလိုပါတယ်တကယ်တမ်းကျရင်ကြောင်မဲနဲ့တီဘောဆိုတာတကယ်သွားမှဆိုရင်တဏှာကြီးလောက်ကြီးနဲ့ရောက်တဲ့ခကြီးဖြစ်ပါတယ်ဒါကြောင့်ဘယ်အချိန်ပဲခါမှဘုံတိုင်းကျဲပြီးတော့တက်မတော်ကပြိပိုက်မလဲဆိုတာကိုလည်းကျွန်တော်တို့မသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့တက်မတော်ကဒီလက်မကြီးတိုင်းကိုတော့ဟို လူတွေထင်သားသူလို့ပေါ့နော်လမ်းမအိတိုင်းချစ်တဲ့တော့မှမဟုတ်ဘေးနားမှာရှိရရွာလေးတရွာပြီးတရွာပေါ့လုံကြုံကြီးအရာတစ်ဆင့်ပြီးတစ်ဆင့်ကိုဝင်းဝင်းရံပြီးတော့မှဒါမျိုးတွေကိုဝင်มาဖြစ်ပါတယ်ဒါကြောင့်မို့လို့အနီးပတ်မှာရှိရရွာတွေကလည်းလုံကြုံကြီးအတိရှိတင်ပါတယ်လူအကျံဘက်တောင်းကျင်းတဲ့ပြည်နယ်လေးတပုံးတွေကိုလည်းကိုမျိုးကိုရမှာအခြေခံပြီးတော့လှူရှားနေတာမျိုးတွေအကင်းစခန်းဖွဲ့ထားတာမျိုးတွေကိုလည်းလုံးဝလက်မခံနိုင်ပါဘူးရမီရဖတ် အဲရှမ်းလူကြီးများအနေနဲ့ကလည်းတမ်းမြင့်ဆောင်ရွက်တင်ပါတယ်ရှမ်းလူကြီးမဟုတ်တခြားသောတိုင်းသားများအနေနဲ့ကလည်းကိုမျိုးကိုရမပြည့်စည်အောင်တက်တီးရနဲ့လည်းအချမ်းဘတ်တောင်းကျင်းသူတပုံနေသူတို့နဲ့အပေါင်းပါလေကိုမျိုးကိုရနားမှာလိုက်ပြီးတော့ဖြတ်တန်းသွားလာတာမျိုးတက်စခန်းချတာမျိုးဘုံဝင်ချောင်းတွေစာတင်ချောင်းတွေဖျားတွေမှာစခန်းချတာမျိုးတွေမပြုတ်လုံးမိအောင်ဒါကြေးဝါကလူတွေကတောင်းဆိုဖို့လိုပါတယ်ဆန့်ကျင်ဖို့လိုပါတယ် ဖယ်ရှားပြဖို့လိုပါတယ် SSPB အနေနဲ့ကလည်းကိုရှမ်းလူမျိုးတွေရဲ့အသက်အဝေးစီစဉ်ကိုကာကွယ်ဖို့ရတာဝန်ရှိပါတယ်လက်နက်ကင်ထားရဆိုတာကစီးပွားရေးလို့မဟုတ်ဘူးလေဒါကရှမ်းလူမျိုးတွေရဲ့လွမြောက်ရေးအတွက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ကင်ထားခဲ့တဲ့ရှမ်းဒီရှမ်းတက်တွေဟာရှမ်းလူမျိုးရဲ့အကျိုးစီးပွားမကာကွယ်တဲ့အတွက်ကြောင့်မလို့ရှမ်းမျိုးတွေပါတွေဟာမြမတက်မတော်နဲ့ TNL ကိုကန့်တရုတ်တပုံအဲနောက်ပြီးတော့ KIA အစရှိတဲ့တောင်ကျန်းသူတွေရဲ့လက်ထဲမှာ ရှမ်းလူမျိုးမဟုတ်တဲ့တခြားသောလူမျိုးပေါင်းစုံရဲ့လက်ထဲမှာပျက်စီးခဲ့ရတယ်။အဲ့ဒီဟာအဲ့ဒီအတွက် SSPP မှာတောင်းဝန်မကင်းဘူး။ဒါကြောင့်ဒီမျိုးရွာတွေကိုရှင်မာတက်မတော်ကတမျိုးဝိတမျိုးကိုတိမ့်ပိုက်နေပြီဖြစ်တယ်။မကြခင်မှာလည်းတီဘောမျိုးကိုဆက်လက်ပြီးချီတက်တိမ့်ပိုက်တော့မှမုတ်ချအေကန်ဖြစ်တယ်။တကယ်လို့ဒါ TNL ရဲ့ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုလို့ရှိရင်သူတို့ဟာ မြမမြေပြင်ရမှာမဟုတ်ကဘာဘောကကဘာဘောကပါတယ်ပျောက်ကွယ်သွားဖို့ရှိပါတယ်တကယ်နမ်ဆန်မျိုးတို့ကိုပိုင်အောက်ချုပ်ခွင့်ရထားတဲ့မျိုးဆိုတာလည်းအမတန်မှကျင်းမြောင်တင်းငယ်တဲ့မျိုးလေးတမျိုးဖြစ်ပါတယ်ကိုပိုင်အောက်ချုပ်ခွင့်ဆိုတာက2008ဖွဲ့စည်းပုံခြေကံဥပဒေအရတက်မတော်ကဘာမှမဆန့်ကျင်မတိုက်ခိုက်ပဲနဲ့မသိမ့်ပိုက်စရာမလိုပဲနဲ့ကိုပလောင်ဒီအတွက်ကိုအနာဂတ်အတွက်ကိုကိုပိုင်စီရင်ခွင့်ကိုပိုင်အောက်ချုပ်ခွင့်ပေးထားပြီးပြဖြစ်ပါတယ်လွတ်တော်တွေမှာလည်းပလောင်လူကြီးတွေက ဝင်ရောက်ပြီးဆွေးနွေးညှင်းခုန်ပိုင်ခွင့်လည်းရှိပါတယ်ဒီကိုပိုင်အုပ်ချုပ်ရေးကိုပိုင်အုပ်ချုပ်ခွင့်ဒေတာဦးစီးဌာနမှာလည်းပလောင်လူကြီးဒေတာလည်းဦးစီးပြီးအုပ်ချုပ်နေရဖြစ်ပါတယ်အဲ့လိုမျိုးရရှိထားပြီးဖြစ်ရတဲ့အတိုင်းအခုလိုမျိုးတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ TNL အမားကန်တက်ဆွဲထားတဲ့နန်ဆန်မျိုးဟာလည်းအဲတကယ်လို့ဒါအခုလိုမျိုးဆက်လက်ပြီးတော့ဒါခေါင်းမာနေမှဆိုရင်ပျက်စီးသွားဖို့ရှိပါတယ်တက်မတော်ကလည်းဒီကြောင်အာမြေပြင်ဝေဟင်း စစ်စင်ရေးတွေဆင်နွှဲလာမှဆိုလို့ရှိရင်ကိုပါအုပ်ချုပ်ခွင့်ဒေသရဲ့မြို့တော်တိတိလေးဖြစ်တဲ့နမ်ဆန်ဟာလည်းမကြာခင်မှာပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီတီဘောတစ်ချောင်းမှာရှိတဲ့အဲဟိုတီဘောနဲ့ကြောင်မဲကြမှာရှိတဲ့14မိုင်ပတ်ချာလဲမှာရှိတဲ့ပြည်သူလူထုအများအနေနဲ့ကောနမ်ဆန်မှာရှိတဲ့မြို့မီမြို့ဖအများအနေနဲ့အောင် TNL ကိုဒါအကောင်းဆုံးသောနီးလန်းရရှိအောင်အအကြံပေးတင်ပါတယ်တိုက်တွန်းတင်ပါတယ်။ဒါပြီးတော့ကိုမျိုးကိုရမှာတက်မဆွဲအောင်လဲစန့်ကျင်တင်ပါတယ်။ တီအန်အယ်လေးတို့ခုချိန်မှာအကောင်းဆုံးသောအဖြစ်ရလက်နက်ချခြင်းရလွယ်လို့တခြားမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကောခင်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကအဲ့ဒါပါခင်ဗျများပြီးများဆုံးဦးကျမ်းပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ